ကျွန်တော်တို့ဒီတုံညာထိတ်เนาะဒီနောက်ပေါင်းခွန်ဆိုတဲ့ line ပဲเนาะအဲဒီဘက်မှာလည်းရှိတယ်ဗောဗျာเนาะကျွန်တော်တို့တုံညာထိတ်နောက်ပေါင်းခွန်နေเนาะဒါရီလာအဲ့ဒီခွန်နေနဲ့ပတ်သက်တဲ့ဇလန်တို့ရဲ့ရှိအဲ့ဒီခွန်သူကနေပြီးတော့1 2 3 4 5 5နေမြောက်မှာ ွန်နောက်ပိတ်နေပဒိ၄ဆိုတဲ့ကဏ္ဍတော့ပဲဟုတ်အဲ့ဒီခွန်နောက်ပိတ်နေပဒိ၄လို့ထွက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြုံမှာရှိတဲ့ခဏန်းကအဲ့ဒီနှစ်ထဲမှာပြန်ကြာကြာလေးတိတိအဲ့တော့ဒီခွန်ကနေပြီးတော့ကျွန်တော်တို့၄၄၅နှစ်မြောက်သွားတာ ဒါဆိုရင်ဒီနောက်ပေါင်းခွန်ကနေ1 2 3 4 5နှစ်မြောက်မှာခွန်နောက်ပိတ်နေပဒိ5လို့ရှိတယ်။နော်။ဒီမှာတော့ခွန်နောက်ပိတ်နေပဒိ4အဲ့အဲ့ခွန်နောက်ပိတ်နဲ့ပရိလေးတစ်နှစ်ကျော်ကနန်းပြန်ကြတယ်ဒီမှာခွန်နောက်ပိတ်နဲ့ပရိ9ရဲ့တစ်နှစ်ကျော်မှရှိတယ်ကနန်းပြန်ကြကြတယ်ပေါ့နော်အဲ့အဲ့ဒီကနန်းပြန်ကြကြတော့သူကလည်းဟိုအောင်ပါပဲနော် ါဆိုရင်အခုကျွန်တော်တို့ဒီခွန်ကနေ1 2 3 4 5အဲ့ဒီနှစ်တည်းမှာခွန်နောက်ပိတ်ပရိတ်6ဆိုတာဒီမှာရှိအဲ့ဒီခွန်နောက်ပိတ်ပရိတ်6ရဲ့တနည်းကြော်မှာထွက်တဲ့ခရမ်းဒီပြန်ကြကြရဒီပွဲမှာထည့်လို့ရလားဆိုတော့ရတယ်ဒီကနေ့ကเนาะဒီပွဲမှာပြန်ကြထည့်လို့ရတယ်ဟုတ်ပြီအဲ့ဒီမှာ तू อ่ะဒီခွန် တနစ်ကြော်ရကနပြန်ကြကြတော့ဒီနောက်ပိတ်နှလုံးကွန်သူ့အောက်မှာပရိသတ်၃ကိုရိုက်ပြီးသူ့ရဲ့တပွဲကြော်ကြာနော်ဆက်၃ပရိအဲ့ဒီနောက်ပိတ်နှလုံးကွန်လို့ဖြစ်တယ်သူကအပေါ်မှာတစ်ခါရဲ့နက်ခတ်ကိုပရိသတ်၈ထောက်တာရှိတယ်နော်တစ်ခါနက်ခတ်ပရိသတ်၈ထောက်တယ်နောက်ပိတ်နှလုံးကွန်လို့ပုံတွေရိုက်တယ်အဲ့ဒီကွန်တွေကသူကဒီမှာကွန်နောက်ပိတ်တပွဲကြော်ရကနေ နှစ်ဦးမှနောက်ပေါင်းခွန်ရိုက်ခဲ့နော်အဲ့အဲ့နောက်ပေါင်းခွန်လို့ရိုက်တယ်ပြိဿသုံးလို့ကြတယ်အောက်တပွဲကျော်မှပြန်ကြကြတယ်ပေါ့ဒါဆိုရင်အခုလဲကျွန်တော်တို့ဒီနောက်ပေါင်းခွန်ဒီခွန်နောက်ပိတ်နဲ့ပြိဿ၅ထွက်ပြီးတော့တနစ်ကျော်မှရှိတဲ့ခဏပြန်ကြကြတယ်နော်အဲ့ဒီကနန်းပြန်ကြကြတဲ့အခါကျတော့သူကအဲ့ဒီထဲမှာဘာထူးခြားချက်ရှိလဲဆိုတော့ချစ်ရအတိုင်းပဲ နောက်ပိတ်နှလုံးဖွင့်လို့ရိုက်တယ်သူ့ရဲ့အောက်မှာပရိစက်နှစ်လို့ထွက်တယ်အောက်တပွဲကျော်နော်အဲ့တော့ဒီနောက်ပိတ်နှလုံးဖွင့်လို့ရိုက်ထားတယ်ပရိစက်သုံးတပွဲကျော်ဒီမှာပရိစက်နှစ်ကတပွဲကျော်နောက်ပိတ်နှလုံးဖွင့်ခဲ့တာပေါ့နော်ဒီမှာကတော့တင့်နဲ့ခတ်ပရိရှိပဲသူထဲတာပဲဒါဆိုရင်အခုကျွန်တော်တို့ဒီခွန်ခွန်နောက်ပိတ်နဲ့ပရိစက်6ရိုက် သူ့ရဲ့တနစ်ကြော်မှာရှိတဲ့6ရှစ်ခွန်ပြန်ကြကြကြမယ်ဆိုရင်ဘာလို့ဒီပွဲထဲတော့ဆိုတော့ကျွန်တော်ဒီနောက်ပိတ်နှလုံးခွန်လို့ဖြစ်တယ်သူ့ရဲ့အောက်မှာပရိတ်က7လို့ထွက်တယ်နော်အပေါ်မှာက3ညရဲ့နှက်ခပရိတ်ခွန်လို့ရိုက်တယ်နော်အဲ့တော့ဒီနောက်နှလုံးခွန်ရဲ့ကျွန်တော်တို့ကနှစ်ပွဲကြော်ပြန်ကြကြနိုင်တာခွန်နောက်ပိတ်ရဲ့တပင်ကြော်ကလည်းနော် ဒီမှာလည်းအတူတူပဲဒီခွန်နောက်ဘက်ရဲ့တပင်ကြောကဏ္ဍကိုဒီနောက်နှလုံးခွန်ရဲ့နှစ်ပွဲကြောကြာနော်အဲဒီမှာလည်းနောက်နှလုံးခွန်ရဲ့နှစ်ပွဲကြောကြာကြာခိုင်းအဲဒီနေရာမှာပြန်ရကြမယ်ခါ6ချစ်ခွန်ဆိုတဲ့ကစားလို့ရတယ်နော်ဟုတ်ပြီနောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီထဲမှာဘာပါသေးလဲဆိုတော့ ပါပါသည်လေဆိုတော့ရှေ့တဲ့နေ့ကျော်နော်အဲ့ဒီထဲမှာပါပါသည်လေဆိုတော့ကျွန်တော်တို့ဒီရှေ့တဲ့နေ့ကျော်က၄၁၀၄၁၀လောက်လာပေါ့နော်ပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းကလေပြန်ကြခဏန်းမယ်နော်ပြန်ကြခဏန်းမယ်ဒါတနေ့ကျော်ခဏန်းလာပေါက်ပြီးသူ့အောက်မှာပြန်ကြထွက်တယ်ဒီလိုပဲ เนาะကျွန်တော်တို့ဒီနှစ်လေးတည့်ဆိုတဲ့ဘယ်လားရှေ့တနှစ်ကျော်ပါခဏလာပေါက်တာသူ့ရဲ့အောက်မှာထွက်တဲ့ဘယ်လားပြန်ကြခဏမေးဘာပြန်ကြခဏမေးအဲ့တော့ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ရှေ့တနစ်ကျော်ကနေကျွန်တော်တို့ခေါ်ကစားခဲ့တာအဲ့တနစ်ကျော်ကနေလာပေါက်ပြီးတော့သူ့ရဲ့အောက်မှာထွက်မဲ့ကနေပြန်ကြကနေမဲ့ဖြစ်ရ အဲ့တော့ကျွန်တော်တို့အဲ့ဒီအထဲမှာနောက်ထပ်ထူးခြားချက်တစ်ခုကဘာပါနေလဲဆိုတော့အဲ့ဒီကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်ပဒိလေးသူ့ရဲ့ဇောင်းမှာပါဝါအဘူးလို့ထွက်တယ်။နော်ပါဝါဘူးထွက်တယ်။ထွက်ပြီးတော့လည်းသူ့ရဲ့အောက်မှာထွက်တဲ့ခဏကစီနီယာခဏ။နော်စီနီယာခဏ။ဒီစီနီယာခဏကအရှိနှစ်နှစ်ကျော်ကစီနီယာခဏဖြစ်ကဟုတ်ပြီ ဒါဆိုရင်ဒုတိယစိုက်မှာခွန်နောက်ပိတ်နဲ့ဗတိငါလို့ရိုက်တယ်သူ့ရဲ့ဆောင်းမှာပါဝါဘူးပဲထွက်တယ်အဲ့ဒီထွက်တဲ့ပါဝါဘူးရဲ့အောက်မှာစီနီယာကနန်းပဲထွက်တယ်ထွက်တဲ့ကနန်းကလည်းအရှိန်နှစ်ကျော်ကစီနီယာကနန်းပဲဖြစ်ကနော်ဒီမှာဆိုရင်နှစ်၃ညာခွန်ဆောင်းကနန်းတောင်းလာဖြစ်တည်တယ် เนาะအဲဆိုဒုတိယ site ကျွန်တော်တို့ဒီခွန်နောက်ပိတ်ပရိတ်6လို့ရိုက်ပြီးသူ့ရဲ့အောက်ဆောင်မှာပါဝါအပူးပဲသူထွက်တယ်ပါဝါအပူးထွက်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီစီနီယာကဏ္ဍညီကိုကဏ္ဍမဟုတ်ဒီညီကိုကနန်းဒီအရှိနှစ်နှစ်ကျော်ကကနန်းဖြစ်ကမှာတဲ့ဘက်တည်းရှိအဲ့ဒီမှာနှစ်၃ညာခွန်ရဲ့ဇောင်းကကနန်းနှစ်နှစ်ကျော် ထွက်ကဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ကပြန်တွေးကြည့်လိုက်ဒီနေရာမှာစုံချက်ကကျွန်တော်အယောင်လေးနဲ့ရှင်းပြမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီခွန်နောက်ပိတ်တပွဲကြော်ခဏပြန်ကြနော်ခွန်နောက်ပိတ်နဲ့ပရိတ်လေးခွန်နောက်ပိတ်နဲ့ပရိတ်ငါးရဲ့တပွဲကြော်ခဏပြီးပြန်ကြဒါဆိုရင်ခွန်နောက်ပိတ်နဲ့ပရိတ်6ရဲ့တပွဲကြော်ခဏပြန်ကြ ီမှကြလို့ရတယ်နောက်တစ်ချက်ကရှေ့တနည်းကြော်ကနန်းလာပေါက်ပြီးတာ ਨੇ ပြန်ကြเนาะပြန်ကြဒီမှာလည်းအရှိတနည်းကြော်ကနန်းလာပေါက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာပြန်ကြတပင်ကြော်ကနန်းကြာသလားဒီမှာလည်းအရှိတနည်းကြော်ကနန်းလာပေါက်သူ့ရဲ့အောက်မှာပြန်ညကိုတပင်ကြော်ကနန်းပေါက်မလားဒါတစ်ချက်တွေ့ရတယ် နောက်တစ်ချက်ကဒီနှစ်လေးဆိုတဲ့ကဏ္ဍကသူက3နှစ်ဆက်တိုက်ပေါက်ထားတယ်ဒီနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကလည်းဒါ3နှစ်ဆက်တိုက်ပေါက်ထားတယ်ကဏ္ဍเนาะသူကအဲ့ဒီမှာတွားပြီးတော့တူနေတွားတူနေပြီเนาะနောက်နှစ်ကကနောက်တစ်ချက်ခုနကကျွန်တော်ပြောလို့ခွန်နောက်ပိတ်ပရိလေးအောက်ဆောင်မှာဝါရောင်နဲ့ရှင် ခုနောက်ပဲပရေလေးအောက်ဆောင်မှာပါဝါအပူးလို့ထွက်တယ်အခုအောက်ထွက်တဲ့ကဏ္ဍကြီးစီနီယာကဏ္ဍနှစ်နှစ်ကျော်ဖြစ်ရအဲ့ဒီမှာခွန်နောက်ပိတ်ပရိငါလို့ထွက်တယ်သူ့အောက်ဆောင်မှာပါဝါအကူးထွက်ကပဲသူ့အောက်မှာထွက်တဲ့ကဏ္ဍကြီးရှေ့နှစ်နှစ်ကျော်ကစီနီယာကဏ္ဍဖြစ်ကပဲနော်နှစ်တုံညာခွန်ဆောင်ကဏ္ဍလို့ယူလိုက် ဒါဆိုရင်အခုခွန်နောက်ပိတ်ပရိသတ်6ရက်ဆောင်မှာပါဝါဘူးထွက်တာလို့သူ့အောက်မှာထွက်မဲ့ကဏ္ဍဒီရှေ့နှစ်ကျော်ပါခဏနှစ်သုံးညာခွန်ရဲ့ဇောင်းကဏ္ဍမှာဒီရှေ့6နော်အဲ့တော့ကျွန်တော်တို့စုံချက်ကဘယ်လိုတွေသွားကောင်းတယ်လဲဆိုဒီအောက်လိုင်းမှာကျွန်တော်ညီကိုစွဲတော့တင်ခိုင်းတာအဲ့ဒီမှာခုနကသူကစွဲတင်တယ် ကျွန်တော်တို့ဒီကွာ9ရှိတယ်ပြိတ်30ရှိတယ်တဝဲကျော်ပြန်ရကြတတိထောင်သုံးလုံးက18လို့ဖြစ်ပြီးမှကြာနော်အဲ့ဒီဒီတင့်နောက်ပိတ်တစ်ပါ6အပိတ်လို့ရိုက်ပြီးတော့အောင်အပူဖရဲ့အောင်ပြန်ကြကြတယ်နော်ဒါဆိုရင်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့66နှစ်ပြန်ကြကြပြိတ်30လို့ကြနော် နောက်ထောင်သုံးလုံးက6လို့ဖြစ်ပြီ။အေးမှကြပြန်ကြ။ဘတ်သူ့ရဲ့အပေါ်မှာ9လို့ရှိတယ်။ဟောဒီ10နောက်ဘိတ်က10ပါဝါ6အဘိတ်လို့ရိုက်ထားတဲ့အောက်မှာပြန်ကြကြ။နော်။ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဘရိတ်30ရှိတယ်။သူ့အပေါ်မှာ9လို့ရှိတယ်။နော်။နောက်ထောင်သုံးလုံးက30လို့ဖြစ်တယ်ဘယ်မှာပြန်ကြကြ ီနှစ်နောက်ပိတ်နှစ်ပါပါခွန်နောက်ပိတ်သွားလို့သူ့အောက်မှာပြန်ကြအောင်နော်ဟုတ်ပြီနော်ဒါဟုတ်ပြီအဲ့ဒါဆိုပြန်ကြကျွန်တော်ဒီညကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ပြောခဲ့တဲ့ line တစ် line ရှိသေးတယ်အဲ့ဒီနားမှာကျွန်တော်တို့တစ်နှစ်ကျော်6ထည့်ဒီဆောင်ကနပြန်ကြ ကျောက်ထိပ်ကြီးဆောင်ကနန်းပြန်ကြပြီးဒီမှာခွန်ထိပ်ကြီးဆောင်ကနန်းပြန်ကြခွန်30နော်တွန်းနေနှစ်ကြော်တွန်းနေနှစ်နှစ်ကြော်မှာရှစ်ထိပ်ကြီးဆောင်ကနန်းပြန်ကြနေုံပြကျွန်တော်လည်းခွန်30ပြန်ကြဒီလိုဟုတ်တယ်တွန်းနေနှစ်နှစ်တွန်းနေနှစ်နှစ်တွန်းနေနှစ်နှစ်ကြော်ရှစ်ထိပ်ကြီးဆောင်ကနန်းတော့ဒီမှာနော်ကျွန်တော်ရှစ်ထိပ်ကြီးဆောင်ကနန်းပြန်ကြ ဲ့တော့ရှစ်တဲ့ဒီဆောင်ကနန်းပြန်ကြသူ့အောက်ဆောင်မှာထွက်တဲ့ပဲနဲ့ငါးနောက်ပိတ်ဒီတပင်းကျော်ကငါးနောက်ပိတ်နဲ့စီနီယာကနန်းထွက်တယ်နော်ရှစ်တဲ့ဒီရဲ့ဆောင်ကနန်းကပြန်ကြကြခဲ့လို့သူ့ဆောင်မှာထွက်တဲ့ကောင်ဒီငါးနောက်ပိတ်အငိမ့်နဲ့စီနီယာတခါခွန်ထိပ်စီရဲ့ဆောင်ကနန်းဒီပြန်ကြကြခဲ့လို့သူ့ရဲ့ဆောင်မှာရှိတဲ့ခွန်နောက်ပိတ်ဒီတပင်းကျော်မှာခွန်နောက်ပိတ်နဲ့စီနီယာကနန်းပဲထွက်တယ် အခုကျွန်တော်တို့6ထိပ်စီးရဲ့ဇောင်းကဏ္ဍပြန်ရကြခဲ့သူဇောင်းမှာထွက်ထားတဲ့ခွန်နောက်ပိတ်အောက်တပွဲကြော်မှာခွန်နောက်ပိတ်အငိမ့်နဲ့စီနီယာကဏ္ဍမဲ့ထွက်ကကဲအဲ့တော့နှစ်ကွက်တည်းရှိတယ်6နှစ်ကွက်တည်းရှိနော်ကျွန်တော်မိတ်ဆွေကြီးမဖြစ်မနေထိုးပါခွန်ခါးတွေနေလည်းရှိတယ်အာထိုးနိုင်ရင်တော့အကောင်းဆုံးပေါ့နော်ဒီကဏ္ဍကကျွန်တော်နဲ့အကျိုးမပေးဘူးအဲ့ဒါကြောင့်မို့လို့ ဒီမှာတော့ကလည်းကျွန်တော်တို့ရှစ်ထိတ်လဲပြတယ်ခွန်နောက်ပိတ်နဲ့ပရိသတ်တိเนาะကျွန်တော်တို့ပြထားတာရှိဒါပေမဲ့ကျွန်တော်တို့တိတိရည်ရဲ့နဲ့ကိုကျွန်တော်ချုပ်ထားရင်းနဲ့အချိုလွန်ပြီးမိသွားတော့ဒီမှာကျွန်တော်တို့မနစ်ကကဏ္ဍပရိသတ်တိကိုတွေ့တယ်နေရာထိုင်လွဲတယ်ကဲအခုဒီမှာထပ်တွေ့ပြန်ပြီပြန်ကြเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေထိုးကြကျွန်တော်ကတော့ စိတ်သိမ့်မပါဘူးเนาะအကျိုးမပေးလို့ကဲဟုတ်ပြီပစ္စည်းလာပြီဗျာเนาะအဲ့တော့အားလုံးပဲကံကောင်းကြပါစေကြံကြီးကြပါเนาะ